င်းချင်းကုန်းရွှေချင်းနဲ့ဖြစ်ရမယ်။တင်းချင်းကုန်းဆိုတာအာလုံးတည်ထားပြီးတဲ့အတိုင်းတည်ဆုံးသူတွေကိုမိတကြိုမြုပ်နှံတဲ့နေရာပါ။ဒီနေရာကိုနိုင်ငံတိုင်းဘာသာတိုင်းလူမျိုးတိုင်းမှာတည်တတ်နေရအဖြစ်သတ်မှတ်ထားကြပါတယ်။အများအပြားလူတွေနေရာနဲ့ခတ်ဝဲဝဲမှာတည်တတ်သတ်မှတ်ထားကြတာပါ။ညီမတွေရဲ့အယူဆမှာတော့ရွာတွေလူနေရပ်ကွက်တွေရဲ့နောက်ဖက်မှာနေရာသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ လူဦးရေတွေတိုးမြားလာတဲ့အခါလူတွေအတွက်နေထိုင်ဖို့အိမ်ယာတွေမြစ်သစ်တွေချစ်ထွင်ကြရတာကြောင့်တင်းကျန်းကုန်းနေရာတွေဟာလည်းလူတွေနဲ့ဝေးတဲ့နေရာကို မကြာခဏပြောင်းရွှေ့ကြရပါတယ်။ဒီလိုပြောင်းရွှေ့တဲ့အခါမှာလူမျိုးတစ်ခုနဲ့တစ်ခုဘာသာတစ်ခုနဲ့တစ်ခုအယူအဆမတူတာကြောင့်ပြောင်းရွှေ့နေအမျိုးမျိုးရှိကြပါတယ်။ညီမတို့ရဲ့အယူအဆမှာတော့တင်းဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တချို့ဟာတင်းကျင်းကုန်းမှာ ကြံရှိနေကြတယ်လို့ယူဆကြပြီးတင်းကျင်းကုန်းရွှေ့တဲ့အခါမှာဒီကွညင်တွေကိုပါတခါတည်းခေါ်ဆောင်သွားတတ်ကြပါတယ်ဒီဗီဒီယိုမှာဒီလိုတင်းကျင်းကုန်းရွှေ့တဲ့အခါကားထွက်မရတာတွေနဲ့တခြားထူးဆန်းတဲ့အကြောင်းတွေဖြစ်တတ်တာတွေကိုစူးစီးပြီးဖော်ပြထားပါတယ်ဒီဟာတွေကတကယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာသိရအောင်ကြည့်လိုက်ကြရအောင်နော်ယခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိရဖို့ ကျမရဲ့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော်အဲ့ဒါပေါ့ခွေးကြပါရဲ့ဘယ်ပါပြောလဲရှိတယ်အဲ့တော့ပြေသားရဲ့တေတွင်းဒီကားရဲ့ဒီကားရဲ့ပြန်ရအောင်လိုက်ပါမေးကြပါရန်ဆက်မှန်၍အသေးသေးကြိုက်တော့ပါလေကြောင်မျိုးမျိုးကြောင့်အခုပြေပြောင်းရ၌မလိုက်ပါဖြစ်ပဲ ကြံရှိနေသည့်ပုဂ္ဂိုလ်များကိုလည်းတူတယောက်များမကြံရှိရအောင်သတ်မှတ်ထားသော나이အချိန်ပိုင်းအတွင်းပြပြောင်းပေးနေဖြစ်ကြောင်းသတ်သိပါပြီကိုထင်ပြန်ပြနေပြီနေပြီကင်မရာထဲမှာနေပြီတိတိတားလေးပြလိုက်ပါကြောင်းစီပြကြဦးပြတာရကံပန်ကြပါလေအောင်စီနေနေပြနေရာတိတူကြောင်းစီပြကြပါလား

Chỉ gì à, chị em ơi လုံးရောင်းတင်မှာတက်ကြတယ်တက်ဖို့ကာကာဘင်းအန်ဒီလို့မေးပါတက်ဖို့ပြေးပါရလူတယောက်မကြအောင်တက်ကြဒီအရည်တို့ပြောင်းရှင်းမယ်ဒီဗီဒီယိုမှာကားကတော်တော်နဲ့ထပ်လို့မရပါဘူးနော်သူတို့ပြောတဲ့အခြေအနေကတော့ဝိညာဉ်တွေအများကြီးတက်လိုက်လာကြတာကားကမယုံနိုင်တာလို့သိရပါတယ် နောက်ထပ်ဗီဒီယိုတစ်ခုမှာရောဘယ်လိုထူးဆန်းတာတွေထပ်ပြမလဲကြည့်ကြရအောင်ရာလောကပါအာလုံးကြီးကြီးနက်နက်ဖြင့်အခုရက်တန်ထားသောမတော်ရင်များပေါ်တို့တိတိကျကျရောက်နေရာယူပေးကြပါယံဣတ္တရက္ခဏပါသည်ယနေ့နေ့လယ်7နာရီမှနေ့လယ်7နာရီချိန်ထိသတ်မှတ်ပြီးကြောင်းကျွေးပြင်းပြီးဖြစ်ပါ၍

။ညာစစ်တို့ကြောင်းရှိမယ်။ဘုရားဘုရားဘုရား။ဒီဗီဒီယိုမှာတော့ထူးဆန်းတာမတွေ့ရပါဘူးเนาะပုံမှန်အတိုင်းပဲကားထွက်သွားပါတယ် တ်တို့အနေနဲ့ရောဒီလိုမျိုးထူးဆန်းတဲ့ကိစ္စတွေကြုံပူးကြလာနော်ကြုံပူးတယ်ဆိုရင်လည်း comment မှာညွှန်ပြပေးကြပါဦးနောက်ပြီးဒီလိုအယူဆနဲ့ပတ်သက်ပြီးတကယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာပြည်သက်တို့ရဲ့ယူဆချက်ကိုလည်းပြပြဆိုရှင်